ခွေးလေးတွေကိုထညက်ကျွေးလို့ရသလားတကယ်ပဲထညက်ကရှေးလူကြီးတွေပြောသလိုခွေးလေးတွေအတွက်ဆေးဘက်ဝင်စေတယ်ဆိုတာဟုတ်သလားဆိုတာ ਨੇ ပတ်သက်ပြီးမှာကျွန်တော်ညီနေဒီနေ့မှာဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ねပေါ့နော်ခွေးလေးတွေကိုထညက်ကျွေးမယ်ဆိုလို့ရှင်ရရှိနိုင်တဲ့ကောင်းကျိုးတွေကဘာလဲဆိုရင်ဒီထညက်ထဲမှာပါတဲ့စွမ်းအင်သက်ဟာဆိုလို့ရှင် ခွေးလေးတွေအတွက်ခਿੱတဆွမ်းအင်ဓာတ်ကိုကျွန်တော်တို့ရရှိစေနိုင်တဲ့တတုဓာတ်အနည်းငယ်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့တစ်ဖက်တစ်လမ်းကနေပြီးမှအကျိုးပြုစေနိုင်တယ်ဒါပေမဲ့လို့တခြားလိုအပ်တဲ့ဓာတ်ပစ္စည်းပမာဏတွေကိုတော့မဖြည့်တင်းပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ထညက်ကြီးကျွေးလို့လည်းမရပြန်ဘူးပေါ့နော်အဲ့တော့ထညက်ကျွေးလို့ရှင်ရင်ကျွန်တော်တို့ဘယ်လိုမျိုးသောဆိုးကျိုးတွေရှိစေနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်မယ် ထညက်ဟာဆိုလို့ရှိရင်ကျွန်တော်တို့တကြားတတ်မြင့်မားစွာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အလွန်အကျွံကြွေးမယ်ဆိုလို့ရှိရင်အဝလွန်တာမျိုးတွေဖြစ်နိုင်တယ်လို့စီးကြိုတွေးကြို ဖြစ်တာမျိုးတွေကျွန်တော်တို့တွေးရနိုင်တယ်ပြီးတော့လို့ရှိရင်ခံတွင်းပြဿနာနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့ဒါအများကြီးတွေးရနိုင်တယ်ပေါ့နော်ပြီးရင်ခွေးလေးတွေဟာဆိုလို့ရှိရင်ဒီရက်တကြားတတ်ကို အချိုတတ်ကိုကျွန်တော်တို့လူတွေလိုမျိုးခြေဖြတ်နိုင်စံကောင်းကောင်းမရှိတဲ့အတွက်ကြောင့်မလို့နောက်ဆက်တွဲတွေ ေနဲ့မလိုလားအပ်တဲ့ပြဿနာတွေအများကြီးရှိနိုင်တယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှင်ခွေးလေးတွေကိုကျွန်တော်တို့ထက်ညက်ကျွေးတဲ့အခါမှာဆိုလို့ရှင်သူတို့ရဲ့အစာခြေတဲ့လမ်းကြောင်းအဖွဲ့စည်းနဲ့ပတ်သက်ပြီးမှကျွန်တော်တို့မအီမသာဖြစ်စေတာမျိုးတွေ ဝမ်းပြတ်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်အစာချေစနစ်ကိုအနောက်ရှက်ပေးတာမျိုးတွေကိုကျွန်တော်တို့ဒီအနေနဲ့အများကြီးတွေ့ရနိုင်တယ်တချို့အကောင်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်မတည့်တဲ့ပုံစံမျိုးတွေအထိတွေ့ရနိုင်တယ်ဗောနောကိုကကျွေးနေကြမဟုတ်ပဲねကျွေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဓာတ်မတည့်မှုဖြစ်ပြီးတော့မှအရေးပြားရာရန်တာမျိုးတွေ အန်နာမျိုးတွေဝမ်ရှောတာမျိုးတွေအထိကျွန်တော်တို့ဒါတွေ့ရတာမျိုးတွေရှိလိမ့်မယ်ပေါ့နော်အကယ်၍ရေရှည်ကျွေးမယ်ဆိုလို့ရှင်ရင်ကျွန်တော်တို့စီးကျူသွေးကျူဖြစ်လာနိုင်တာမျိုးတွေကျွန်တော်တို့တွေ့ရနိုင်တယ်ပြီးတော့လို့ရှင်ရင်ကျွန်တော်တို့ဒီရဲ့ပေါ့နော်ဒါအဝလွန်တဲ့ပြဿနာမျိုးတွေအများကြီးဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့တန်ဆေးလွန်ပြီးဆိုတဲ့အတိုင်းပဲဒါအနည်းငယ်ပမာဏလောက်ကိုပဲကျွန်တော်တို့ကျွေးတာမျိုးပြုလုပ်တဲ့နယ်ပေါ့နော်ပြီးတော့လို့ရှင်ကျွန်တော်တို့ထက်ညက်အစာသူတို့ဒီ အတွက်ထုတ်ထားတဲ့ကျန်းမာရေးနဲ့ပိုမိုညီညွတ်နဲ့အစားအသောက်တွေကိုကျွန်တော်တို့ရွေးချယ်ပြီးမှကျွေးလို့ရတယ်ဗောနော်ဘယ်လိုမျိုးတွေလဲဆိုရင်တို့ရဲ့အရွယ်အလိုက်ထုတ်ထားတဲ့မုတ်မျိုးတွေကိုကျွန်တော်တို့ဒီအနေနဲ့ ကျွေးလို့ရတယ်လို့အဲ့လိုမှမဟုတ်ဘူးကိုကမုံနေပါလေသူတို့အတွက်ထုတ်ထားတဲ့မုံတွေမရှိဘူးဆိုလို့ရှင်ကျွန်တော်တို့ပြားရည်အနေငယ်ဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့အုံသီးလိုဟာမျိုးပေါ့နော်ဒီကောင်မျိုးလေးတွေကိုကျွန်တော်တို့အနေအချင်းကျွေးတာမျိုးလေးတွေကျွန်တော်တို့ဒီအနေနဲ့ပြုလုပ်တဲ့နေပေါ့နော်ပြီးတော့တော့ပေါ့နော်ဒီရဲ့ခညက်ဟာဆိုလို့ရှင် ခွေးတွေအတွက်အစိတ်အတော့ဖြစ်စေတဲ့အစားအစာမဟုတ်ပင်မဲ့လို့သူ့ထဲမှာတကြားတတ်အများကြီးပါတယ်ဒီရဲ့တကြားတတ်ကိုသူတို့ရဲ့ခန္ဓာကိုယ်ကနေပြီးမှခြေဖြတ်နိုင်စွမ်းကအယံကိုအားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မကြွေးတာကတော့ကျွန်တော်တို့အကောင်းဆုံးဖြစ်တယ်ပေါ့နော်အကယ်၍မှကိုယ်အိမ်မှာမွေးထားတဲ့ခွေးလေးကထညက်ကြိုက်တယ်ဆိုရင်တော့မှတပတ်ကိုတစ်ခါလောက်ပေါ့နော်တစ်ခါတောင်မှနည်းနည်းလေးပဲကြွေးတာမျိုးလေးတွေပြုလုပ်တဲ့နေပေါ့နော်